မြန်မာပြည်သူပြည်သားအားလုံးမင်္ဂလာပါရှင့်မြန်မာပြည်တော်လုံးအချိန်ခါမဟုတ်မိုးရွာနိုင်ပြီးမိုးကြီးရေရှမ်းနိုင်သည့်အထူးမိုးလေဝသသတင်းနှင့်အတူ နေ့စဉ်မိုးလေဝသသတင်းတွေပါတင်ဆက်ပေးလိုက်ချင်ပါတယ်။2025ခုနှစ်ဧပြီလ29ရက်နေ့မြန်မာစံတော်ချိန်ည8:00နာရီအချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်ည8:00နာရီအချိန်တိုင်းထွာချက်များအရအနောက်ဘက်မှရွေလျားလာသောလေပွေလိုင်းများ၏အချိန်ကြောင့်၎င်း အရှိဘက်မှရွေရှားလာသောလေဝေးလိုင်းများ၏အရှိန်ကြောင့်၎င်းကပ်ပလီပင်လယ်ပြင်နှင့်မင်္ဂလာပင်လယ်အော်တို့မှလေနွေးများနှင့်တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရဝန်းဒေသမှရွေရှားလာသော လေအေးများ တွေ့ဆုံမှုကြောင့်၎င်းအပူပြန်တက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းကြောင့်၎င်း ယနေ့ညမှမေလ၄ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာစိတ်စိတ်မှနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီး အချို့ဒေသများတွင်ဒေသအလိုက်နှင့်နေရာကွက်၍မိုးကြီးနိုင်ပါသည် ို့ဖြစ်ပါ၍ပြည်သူများအနေဖြင့်အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူလေပြင်းများတိုက်ခတ်ခြင်းမိုးတစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးတီးကြွေခြင်းနှင့်မြေပြိုခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်ရှင့်နေ့စဉ်မိုးလေဝသတည်ရင်မင်္ဂလာပင်လယ်အော်ခြေနေကပလီပင်လယ်ပြင်နှင့်မင်္ဂလာပင်လယ်အော်တို့တွင် တိမ်တင့်တင့်မှတိမ်ထူထက်နေပါသည် မနက်ဖြန်မွန်းတဲချိန်ထိခန့်မှန်းချက် နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာအနှံ့ပြား